ပို့ပြီးတော့ထူးခြားတာသူက reality show ပေါ့နော်ဘာမှအဲ့လိုဇလန်းစင်ထားတာမဟုတ်ဘူးပြောရတဲ့စကားတွေကအစအဲ့လိုဘာပြောပါဘာပြောပါမရှိဘူးဒီ on set ပေါ်မှာမှရက်ကူးတဲ့ချိန်မှာမင်းတို့ဒါဒါဒါလောက်အောင်မှာဟာဟင်းဟာတွေပါဖြစ်ပြီးတော့အဲ့လိုလှုပ်ရတာမျိုးကိုတို့အမှတ်တရဆိုရင်တော့အဲ့လိုတသက်စာ မေးလို့မရမဲ့အဲ့လိုအခိုက်အတန့်လေးပေါ့နော် of life. အလုံးစုံမိပါ we are project k ဒီဝိမိမှာပါရရင်ခွန်းတာဆိုတော့ဟိုဟာအရင်ပြောရပါတော့ကျွန်တော်တို့အမတ်တရားတွေအများကြီးရပါတော့ဟိုဘယ်လိုပြောမလဲထင်တော့မထင်တော့ဒီလောက်ထိအမတ်တရားတွေအများကြီးရမယ်လို့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ချစ်တဲ့ပရိသတ်တွေနဲ့လည်းဟိုလို project k နဲ့အတူတူအမတ်တရားတွေလည်းရှိသလိုကျွန်တော်တို့ရဲ့ member အချင်းချင်းလည်းအမတ်တရားတွေလည်းအများကြီးပဲရှိရပါတော့ဟိုရင်တော့က ကျွန်တော်ရှိခဲ့တဲ့ပြောကြအချိန်လေးတွေကိုပြန်ရတယ်ပေါ့နော်အဲ့တော့အရင်မဲ့အမှတ်တရဖြစ်တယ်အာဒီစီစီလေးမှာတော့ချိန်စ်ပေါက်ကတော့ပေါ့နော်အဲပထမဆုံးပြောချင်တာအခွေတွေမြင်ရမှာပါလိမ့်မယ်လို့ဘာလို့လဲဆိုတော့ပေါ့နော်လုံးဝအာကျွန်တော်တို့နဲ့ family နဲ့ကလုံးဝ family လို့ဖြစ်နေဆိုတော့ကြည့်ပြီးတော့ဒီလူတွေကလည်းအကုန်လုံးကမျက်နှာဒီအဲ့လိုရင်းနှီးပြီးသားလူတွေဆိုရတော့ဗျာအများနဲ့ပွဲမှာလည်းအဲ့လိုကျွန်တော်ကဆဆနောက်နောက်ပြောင်ပြောင်နဲ့အဲ့လိုပြီးသွားနေကြအခုလည်းအဲ့လိုပဲအပြေပြေရွှေရွှေနဲ့အဲ့လိုလုံးဝအခွေလေးတွေပေါ့နော်အဲမြင်ရလိမ့်မယ်ချင်းသိပေါက်ကတော့ဒီအစီအစဉ်ကိုကြည့်တဲ့လူတွေမှန်သမျှဗျာလူရောမလဲ ဟိုပင်မနေရအချိန်မှာဒီအစီအစဉ်လေးကြည့်ပြီးအဲ့လိုဒီမောပျော်ရွှင်မှုကျွန်တော်တို့နဲ့အတူတူအဲ့လိုခံစားချက်တသားလေးဖြစ်ပြီးတော့ပျော်ရွှင်ရလိမ့်မယ်လို့ကျွန်တော်အာခံစားမှာပေါ့နော်ဟုတ်တူကဘယ်လိုမျိုးလဲဆိုတော့ program ကြည့်ရင်သိမယ်ဘာလို့ဆိုတော့လေကျွန်တော်ကိုနိုင်ကပင်လင်ပြန်ပြီးတော့ကြည့်ချင်တယ်ပေါ့နော်ကျွန်တော်က member တွေအကုန်လုံးလဲပြန်လွတ်မဲ့ချိန်မှာအရင်စောင့်တယ်အရင်မဲ့ပြန်ကြည့်ချင်တယ်ဘာလို့ဆိုတော့အဲပရိသတ်တွေလည်းကျွန်တော်ပြောလိုက်ရင်လည်းအကုန်လုံးပေါ်ကုန်လိမ့်မယ်ဟုတ်လားအရင်မပြောစရာကောင်းတယ်ရတာစုံတယ်ပေါ့နော် ပျော်စရာကောင်းတာတွေလည်းပါတယ်စိတ်လှုပ်ရှားစရာတွေလည်းပါတယ်ပြီးရင်အာပင်ပန်းရတဲ့ခိုက်တန်းတွေလည်းရှိတယ်အဲ့လိုမျိုးအမတ်တရားဖြစ်တဲ့ဟာလေးတွေရင်ထဲမှာအဲ့လိုအေး touch ဖြစ်တဲ့ဟာလေးတွေရောအပြီးဝိုင်းပေါ့နော်အဲ့လိုတသက်လုံးမှာတခါမှပြန်မကြုံကျင်တော့တဲ့ဟာတွေရောအဲ့လိုဟာတွေရောပေါ့နော်ဆိုတော့အရင်ပျော်ဖို့ကောင်းတယ်အရင်ပဲစိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ပုံပြီးတော့ထူးခြားတာသူက reality show ပေါ့နော်အမအဲ့လိုဇလန်းစင်ထားတာမဟုတ်ဘူးပြောရတဲ့စကားတွေကအစအဲ့လိုဘာပြောပါဘာပြောပါမရှိဘူး ဒီ on set ပေါ်မှာမရက်ကူးတဲ့အချိန်ကျမှမင်းတို့ဒါဒါဒါလောက်အောင်ဟာဟင်းဟာတွေပါဖြစ်ပြီးတော့အဲ့လိုလှုပ်ရတာမျိုးဆိုတော့အရင် reality ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ lifestyle ကျွန်တော်တို့ရဲ့အဲ့မှာဖြစ်ခဲ့တဲ့အရာတွေဆော့ game ဆော့ရတဲ့ဟာဆိုလည်းတကယ်တကယ်ဆော့ခဲ့ရတာပေါ့နော်အဲ့အလုံးအမှတ်တရအာတကုံရင်ခုံရတာပါပထမနေ့တွေကပထမနေ့တွေကစရင်ခုံရနောက်လျှောက်ပဲတရပိတရကရေခုံတရရောပြောရှင်စီရရောတတိယနေ့ပတ်ချံငွေရဟုတ်လား တကယ်အမတ်တရကိုတို့အမတ်တရဆိုရင်တော့အဲ့လိုတသက်စာမေးလို့မရမဲ့အဲ့လိုအခိုက်အတန့်လေးပေါ့နော်ခုနကအွေပြောလို့ပဲအဓိကကျွန်တော်တို့ ਨੇ ကျွန်တော်တို့ရဲ့ game လေးတွေ fan လေးတွေနဲ့ကဘယ်လိုမျိုး relationship လဲဆိုတော့ဒီလိုမျိုး romantic center တွေအဲ့လို dating မျိုးတွေထက်ကျွန်တော်တို့ကအခွေပြုများတယ်အခွေဆိုတော့ကိုယ့်ရဲ့မောင်နှမတွေလို့ကိုယ့်ရဲ့ part of the family ပေါ့နော်ဒီကိုယ့်ရဲ့မိသားစုဝင်တွေလိုမျိုးဆက်ဆံကြတယ်တွေ့ထွေးကြတယ်အဲ့လိုမျိုးဟို relationship မျိုးဆိုတော့ဒီလို dating program ကကျွန်တော်တို့ကအခွေပြုများတယ်ဆိုတော့ဒီ အဲ throughout the game မှာလည်းကျွန်တော်က game တွေအများကြီးဆော့တဲ့အခါမှာဟိုကျွန်တော်မှန်းမထားတဲ့ဟာမျိုးတွေပေါ့နော်အာတရက်ကိုတစ်မျိုးတရက်ကိုတစ်မျိုးဆိုတော့အဲ့လိုအာရတတွေအမျိုးစုံပဲပထမရက်မှာငိုရာတွေရောအပျော်ရာရောနောက်နေ့ကျရင်လည်း surprise တွေရောနောက်နေ့ကျအဲ့လိုမျိုးအမျိုးမျိုးမျိုးဆိုတော့ဘဝမှာတစ်သက်လုံးမေးလို့မရမဲ့ ွားလေးပေါ့အဲ့လိုဖန်လေးလေးလည်းအဲ့လိုပြန်ပွဲဝင်နေတဲ့ဖန်လေးလေးလည်းလာပါတယ်ကျွန်တော်ဒီရပိုင်းပွဲလေးတွေရှိတော့လာသူတို့မျက်နှာကိုပြန်မြင်အဲ့ဒီတော့က moment တွေကိုပြန်ပြီးတော့သတိရတယ်လွမ်းဆွဆွအဲ့လိုမျိုးကြီးဘလို့ခန်းစားချက်ကြီးလည်းမပြန်ရရပေါ့နော်ပို့ပြီးတော့ရင်းနှီးသွားလို့ခန်းစားရတယ်အင်းဟောဟောကိုယ့်ရဲ့ညီမတကယ်ညီမအရင်တယောက်လိုမျိုးတွေအဲ့လိုမျိုးပေါ့နော်ပြောခန်းစားရတာတကယ်ဘဝမှာမေးလို့မရမှာဖိုက်ခိုက်တယ်ဘို့တော့ဒါ David Mix Season 2မှာပေါ့နော် David Project ခင်အနေနဲ့ပါဝင်ခွင့်ရတကယ်အခြေအနေအများကြီးတင်တယ်ဘာလို့လဲဆိုတော့အခုလို camp နေနဲ့ကျွန်တော်တို့เนี่ย ဟိုအရင်လိုထိတွေ့ခွင့်နေရလေဘာသိမရှိရကြပေါ့အခုကျတော့လုံကအရင်လိုလည်းမဟုတ်ပဲနဲ့တော်တော်နီးစက်စက်နဲ့ဂိမ်းနေဆော့ကြရတယ်အတူတူပျော်ကြရတယ်အမတ်တရအချိန်လေးအတူတူဖြတ်တန်းခဲ့ရဖြစ်တဲ့အတွက်ဒိဝဲမီကိုလည်းအရင်ကျေးဇူးတင်တယ်ပြီးသွားတော့ကိုကြီးမြဲပြောသလိုပေါ့ညီကိုကြီးဆိုလို့ရှိရင်လည်းဟုတ်တယ်အရင်ကလိုတိတ်မဆုံတာတိတ်မဆုံပြုတ်တယောက်တည်းနေရစီလည်းဖြစ်နေတော့လေအခုအခုလိုအချိန်မှာပြန်ဆောင်ဝေးရတယ်အဲ့တော့ကျေးဇူးတယ်ရန်တင်တယ်အရင်လည်းပျော်မိရယ်ငုံနဲ့မငုံနဲ့တက်တက်ဖမီတင်ကတော့လောလောဆယ်တော့ ဟိုလိုဦးမယ်ပေါ့နော်ဟွာဖမီတင်ကလောလောဆယ်တော့အစီအစဉ်တော့မရှိသေးဘူးဒါပေမဲ့ကျွန်တော်တို့ဒီ Airban တွေပါတယ်နောက်ထပ် comeback Airban လာပြီးရင်တော့ဖမီတင်ကတော့တိတ်ချပါတော့လုံမယ်ပေါ့နော်ပြီးတော့ဒီ28ရက်နေ့မှာကျွန်တော်တို့ new song တပုတ်ထွက်မယ်ပေါ့နော်ကျွန်တော်တို့ project ကြီးရဲ့ရင်းနှီးချပုံစံလေးမဟုတ်တဲ့ theme လေးနဲ့ဟိုကပုံစံအသက်ကလေးပေါ့နော်အဲ့အလေးနဲ့ဟို28ရက်နေ့မှာတချင်း ဖို့ဖို့ရှိရပါဘူး။ရက်နီးလို့ရှိရင်ကျွန်တော်တို့ဘယ်ကနေဘယ်ကနေကြီးရှိလို့ရမယ်ဘယ်မှာရှိမယ်ဆိုတဲ့အရာတွေလည်းကျွန်တော်ပြန်ပြီးတော့ညင်ညာပေးသွားပါမယ်။ Thank you ပါ။